အားလုံးမင်္ဂလာပါအာဒီနေ့ကကျတော့ DV Conduction ရဲ့ဒီ visa interview နေ့မှာကြုံတွေ့ရတဲ့ပုံစံလေးတွေကိုသင်ဒါ sharing လုပ်ပေးချင်တာပေါ့နော်ပရမအောင်ဆုံးအနေနဲ့ကကျတော့ဒီ interview နေ့မှာပေါ့နော်အာပစ္စည်းတွေထည့်သွားရင်မလိုအပ်တဲ့ပစ္စည်းများကြီးမထည့်သွားပါနဲ့ဒါထည့်သွားလဲအပြစ်မှာအကုန်လုံးထပ်ပစ်ခဲ့ရတာပေါ့နော်ဒါတော့ဒီယူသွားလို့ရတာကဒီပတ်စံပေးဖို့အတွက်လိုအပ်တဲ့ဆိုတော့ပတ်စံအိတ်လောင်းနဲ့ ဟိုအားလောက်ပဲယူသွားလို့ရမယ်เนาะဒီဟိုစားရဲစားတန်းလောက်ပဲယူသွားလို့ရမယ်เนาะအဲ့တော့ဟိုအဲ့အထဲကြောင့်ရင်ကျွန်တော်သူနဲ့သက်ဆိုင်တဲ့ fees ပေးရမှာပေါ့เนาะပေးရမှာဆိုတော့ခါကြောက်လေအဲ့တော့အားလောက်ပဲယူသွားပြီးကျွန်တော်ဟာရေကုန်ထပ်ပြီးခဲ့ရတယ်ဆိုတော့အများကြီးယူသွားဟိုမလို့မယူသွားဖို့အတွက်ပြောချင်တယ်ပေါ့နော်အဲ့တော့ပရမောက်ဆုံးပါမှာကကြတော့ဒီ documents တွေကတော့ပြည့်ပြည့်စုံစုံပါလိမ့်မယ် ်เนาะအဲ့ document တွေကိုမင်းတို့ဘာလို့ဆိုတော့တိတိကျလေးအာအစီအစဉ်တကျလေးလုပ်ပြီးတော့တည်သွားရင်ပိုကောင်းတယ်ပေါ့เนาะအာမင်းတည်သွားတဲ့ပုံစံလေးကို sharing လုပ်ပေးရမှာဆိုရင် original လဲသူကကြည်အောင်ပြီးတော့ made to ဆွဲထားတဲ့ copy ကိုလည်းကြည်တယ်ဆိုတော့အခါကျတော့မင်းကတော့ဒီ plastic အာအိတ်ကလေးတွေပါတဲ့ box fine လို့ပုံစံမျိုးလေးကိုဝယ်လိုက်တယ်ပေါ့နော်အဲ့ထဲမှာ plastic egg လေးတွေအများကြီးပဲသူပါတယ်ပေါ့သူကအဲ့ egg လေးတွေထဲမှာမင်းရဲ့ဒီ original fine လေးတွေကိုထည့်တယ်ပြီးနောက်ထပ်သူနဲ့ကက်ရက်နောက်ထပ် plastic egg လေးတစ်ရွက်မှာကျတော့မိတူဆွဲထားတဲ့အရာကိုထည့်မိတူနဲ့ original နဲ့တခါတည်းပေါင်းပြီးတော့ထိုးထည့်ပြီးတော့မထားဘူးပေါ့နော်အဲ့လိုမျိုးလေးထည့်လိုက်တယ်ထည့်ပြီးွားတဲ့ချိန်ညရင်အာစီတဲ့ချိန်ညရင်လည်းပဲဒီမွေးစပြီးတော့မွေးတယ်ဆိုတော့မွေးစင်းရနေစပြီးတော့ထည့်တယ် မွေးစင်းပြီးွားပြီဆိုရင်မှတ်ပုံတင်နဲ့ပတ်သက်တာအထဲတယ်ဒါလိုအပ်ရင်ပေးလို့ရအောင်ဆိုပြီးတော့လို့လို့မမယ်ယူသွားတာသူတို့ထဲမှာတော့တောင်းတာတော့မပါဘူးပေါ့နော်အဲ့တော့ဒီမှတ်ပုံတင်ကိုလည်းမင်းတို့ဒီထည့်တယ်ပြီးတော့အာတပြည့်ပြည့်နဲ့ဒီနောက်ထပ် certificate တွေဆိုဘာရှိမလဲ um passport passport နဲ့ပတ်သက်တဲ့ information တွေကိုလည်း print ထုတ်ပြီးတော့ထည့်သွားတယ်။ passport လည်းထည့်သွားတာပေါ့နော်။ပြီးတော့နောက်တစ်ခုကအဲ့ အဲ့ပြီးွားတဲ့ခါကျရင် Sudan Olympic Education နဲ့ပတ်သက်ပြီးတော့ Sudan Olympic ဆို Sudan Olympic Plus Nutri ရှိမှာပေါ့အဲ့ဒါက original အုပ်စုထဲမှာထည့်ထားပြီးတော့မှာ Made to ဆိုရင်လည်းပဲ Sudan Olympic မူရင် Plus Made to Plus ပေါ့နော်ပြီးတော့ဟို Nutri ပြန်ထားတဲ့ဟာ Made to ပေါ့နော်အဲ့လိုမျိုးလေးတွဲပြီးတော့ပြရတယ်ပေါ့နော်အဲ့လိုမျိုးလေးစီစဉ်ပြီးတော့သွားရပေါ့အဲ့ဒါဆို ကိုကဟိုတယောက်တည်း single သမားဆိုရင်တော့ကို define ပဲပြင်ဆင်ဖို့လိုအပ်ပြီးတော့ marry လုပ်ထားတဲ့သူတွေဆိုရင်တော့ကို interview ဝင်မဲ့၃ယောက်ရှိရဆိုရင်အဲ့၃ယောက်စလုံးကပေါ့နော်အဲ့ documents လေးတွေကိုမလိုအောင်လဲဆိုရင်အဲ့ file ၃ file ပြင်ဆင်ရမှာပေါ့ကိုရဲ့ကိုရဲ့ရဆိုရင် file သူရဲ့ကိုရဲ့ရဆိုရင် file ဆိုပြီး file လေးတွေပြင်ဆင်သွားရမယ်နောက်တစ်ခုကကြာ interview ဝင်တဲ့သူအခြေချင်းပေါ့နော်အထဲကိုရောက်သွားပြီဆိုရင်မင်းတို့တယောက်နဲ့တယောက်စကားပြောတာမျိုးလက်မခံဘူးပေါ့နော်အဲ့မင်းတို့ ဲ့တော့မသိလို့အဲစကားတပြောလိုက်သေးရေဗောနော်အဲ့တော့တို့ကလက်မခံဘူး ဆရာရှိရနောက်ခါကျတော့ visa interview fees ကြီးကိုတွင်းရအဲ့တော့တိတ်တော့မမှတ်မိတော့ဘူး interview မဝင်ခင်လားဝင်ပြီးသလားဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့ကိစ္စမရှိဘူးပေးတာတော့ပေးရမှာချင်းတယ်နော်အဲ့တော့ဝင်ပြီးလားဝင်ပြီးလားဆိုတာတော့တို့ instruction ပေးလိုက်မယ်ကွာနော်အဲ့မှာပေးလိုက်ပေးလိုက်ရုံပဲပေးတာတော့ချင်းတယ်ပေးဖို့ပေးရမှာပြီးတော့ documents စီတို့အဲ့မှာ counter ကနေပြီးတော့ခေါ်ပြီးတော့ကိုယ်နာမည်ခေါ်ပြီးတော့ documents စီ sit မယ်ပေါ့နော်အဲ့တော့ documents စီ sit တဲ့ချိန်ညရင်တော့အဲ့ single ဘက်မှာဆိုရင်တော့ single Warrior နေကအရင်ဆုံးစပြီးတော့စစ်ပေးတယ်။ပြီးပြီဆိုတဲ့ခါကျတော့မှဒီ American Citizen Counselor Officer နေပြီးတော့မှသူကနေပြီးတော့အာဒီဆက်ပြီးတော့လက်ဝေးနှိပ်ဖို့အတွက်ပေါ့နော် fingerprint တွေပါနှိပ်ဖို့အတွက်ကိုသွားဆက်သွားတယ်အဲ့တော့စစ်ပြီးသွားပြီဆိုရင်ကိုခနာဆက်ဆောင်ပါသေးတယ်။နောက်မျိုးဝိုင်းကိုနံပါတ်ခေါ်ရခြင်းမူကြရင်ဒီကောင်ဆယ်လာနဲ့တွေ့တယ်။တွေ့ရခြင်းမှာ documents တွေမှန်ကန်ကြောင်းပေါ့နော်အာစစ်တယ်။အဲ့တော့ ပထမဆုံးဒီစစ်တဲ့အစင်အောင်မြင်သွားပြီဆိုရင်ကောင်ဆယ်လာနဲ့ဆက်ပြီးတော့တွေ့ရတယ်ပေါ့နော်တွေ့ပြီးအချိန်မှာအဲ့မှမှန်ကန်ကြောင်းစစ်တဲ့ fingerprint ယူတယ်အာနေထိုင်မဲ့ state တွေကဘယ်မှာနေထိုင်မှာလဲဆိုတဲ့ဟာလေးတွေဒါကတော့မေးတယ်ပေါ့နော်အဲ့တော့ကိုကတော့ဟို DS 264 form မှာဖြည့်ထားတဲ့အတိုင်းပဲပြောလိုက်တယ်အဲဒီ address တွေပါနေထိုင်မဲ့ state နဲ့ address တွေကကြတော့ချိန်မဲ့ဆိုရင်အာနောက်ဆုံးကြောင်းမှချိန်လဲရရသည်လားနောက်ဆုံးကြောင်းမှချိန်ဆိုတော့ကလေစိတ်ကိုအဝင်ပေါ့နော်အခုဒီ interview အထိကကိုယ့်ကို DS260 form မှာဖြည့်ထားတဲ့အတိုင်းပြောမဲ့ဆိုရင်ပြောလို့ရသည် ပြောလို့ပြောမဲ့ဆိုလည်းပြောလို့ရသည်ကို့မှာ plan ထားတာမရှိသေးဘူးဆိုရင်တော့ဒါအတိတယောက်ရဲ့ address ကိုလက်ခံနေဆိုရင်တော့ထည့်ပြီးရောပေါ့နော်ထည့်ပြီးရောကိုလုတ်ထားလို့ရတယ်ဒါပေမဲ့ နံပါတ်တစ်ခုရှိတာကကျတော့အဲ့ထက်ကိုအာကိုက address တွေပါတယ် change နေတယ် state တွေပါတယ် change နေတယ်ဆိုရင်လေးစိတ်ရောက်မှ change လဲ change လို့ရသေးတယ်အဲ့ဒါလေးကို information ပေးချင်တာပေါ့နော်အဲ့တော့အဲ့မှာ best state မှာနေမှာလဲပါ state ပြောင်းဖို့ရောရွေးဒါပေါ့နော် state ကိုပါလို့ရွေးရတာလဲပေါ့နော် state ပြောင်းဖို့ရှိလားပေါ့နော်အဲ့အဲ့မှာရောတငငချင်းနေရှိလားသာသဖြင့်ဒါမျိုးလေးတွေမိတယ်ကိုရောက်ရင်ဘာအလုပ်မျိုးလုပ်မှာဖို့စဉ်းစားထားလဲပေါ့နော်အာမသိဘူးတော့အဲ့လောက်ပဲမိတာ ဒါသူမေးခဲ့ question လေးတွေကိုဘုံမှတ်မိတဲ့လောက်ခြာရေးထားတဲ့အချိန်မှာအဲ့လောက်ပဲမေးရပါတော့။ပြီးတော့ရင် document ဆောင်တဲ့ document ဆောင်ရင် passport တွေကိုဒါအကုန်လုံး तू ကိုပြောတဲ့အချိန်မှာလည်းပဲ तू ကလေအဲအဲ့မှာ typing ရိုက်နေရသေးလား။ အဲဒီမှာဇန်းကြုံလို့ဂျားဖြတ်ပြီးပြောရမှာဆိုရင်သူတို့တိုက်ပင်ရတာအရန်ကျွမ်းနေအောင်အဲအဲ့တော့လည်းစပြီးတော့တွေ့ဘူးတာပေါ့နော်ကိုပြောတဲ့စကားလုံးတွေကိုသူတိုက်ပင်နောက်ကနေလိုက်ရိုက်နေတယ်လို့ပဲခံစားရတယ်တော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 ်နဲ့အတန်ကြားနေရတယ် ပြီးတော့ keyboard တန်ကြားနေရတယ်ပြီးတော့ဒီ interview ရဲ့အချိန်ကြတော့လေ interview ဆိုတာလေဒီ US ရောက်တော့အလုပ်ရှာတော့ interview ရဲ့အချိန်မှာတော့လေ office ပိုင်းနေပေါ့နော် office ပိုင်းအလုပ်တွေကိုပြောတာနော်တခြားအလုပ်တွေတော့မသိဘူး office ပိုင်းအလုပ်တွေမှာ interview ရဲ့အချိန်တော့လေအဲ့လိုမျိုးပဲကိုပြောတဲ့အရာတွေကိုသူနောက်ကနေပြီးလိုက်ရိုက်ဘာဖြစ်လို့မှတော့မသိဘူးပေါ့နော်အဲ့တော့ဟိုအဲ့မှာတော့အဲ့လိုမျိုးရိုက်နေဒါတော့ဟို ဒီလိုပဲသူတို့ရဲ့ဟိုပုံစံလေးတွေကိုပြောပြတာပါအဲ့တော့ယူထားလိုက်ပြီးတော့ဒီ passport တွေကိုသူတို့ဒါ document စီအားလုံးစောင့်ပြီးဆိုသူတို့ passport တစ်ခါလည်းပေးခဲ့ရအဲ့ဆို passport တစ်ခါလည်းပေးခဲ့ရဆိုတော့ဘာကြောင့်လဲဆိုတော့သူတို့အဲ့မှာ visa ကတ်ပေးမှာပေါ့နော် passport မှာဒီ diversity visa အတွက်ဒီ visa ကတ်ပေးမယ် visa ကတ်ပေးလို့ရရင်ကိုယ့်လက်ထဲကိုပြန်ပြီးတော့ထည့်ပေးမယ်ပြန်ထည့်ပေးမယ်ဆိုတော့အဲ့နှစ်ချက်ချင်းမရအောင် အရှိတနည်းချက်ချင်းမရအောင်ဆုံးပြီဆိုရင်အဲ့ဒါယူထားလိုက်ပြီးတော့မှနောက်ထပ် processing ကဟိုမှာတပတ်ကြာသည်တန်းကြီးကြာသည်တော့ကြာပြီဆိုရင်ကိုကိုရိုင်းသွားပြီးတော့ call လုပ်ဆရာမလို့သူတို့ delivery အာလုပ်တဲ့ service ရှိရဲ့အဲ့ service ကနေတဆင့်ကိုရဲ့အာဒီ documents ကိုပေါ့နော်အပြန်ပို့ပေးတာပေါ့ဟုတ်ပါနော်အဲ့လိုမျိုး documents ပြန်ပို့ပေးတယ်ဒါဆိုရင်အဲ့ကြမှာ ရတာပေါ့နော်အဲ့တော့ချက်ရှင်းမရဘူးမစုံသေးရင်တော့တကယ်လို့ documents တွေမစုံသေးရင်တော့အာဘယ်လိုခေါမလဲသူတို့ကလေ a refuse letter ဆိုပြီးတော့ပေးလိုက်တယ်ပေါ့နော် refuse လုပ်တယ်ပေါ့ဒီနေ့ interview လုပ်တဲ့အဲ့ရမဒီ documents ကြီးချန်နေသေးတဲ့အတွက်ကြောင့်မလို့ချက်ချင်းကိုဒီ passport ဟိုမပေးဘူးဆိုတဲ့ပုံစံမျိုးပါဗီဇာမပေးသေးဘူးဆိုတဲ့ပုံစံမျိုးပေါ့နော် refuse letter လေးပေးပြီးတော့မှသူ contact လုပ်လို့ရမယ်အဲ delivery service ရဲ့ address တွေကိုပေးတယ်ပေါ့နော်အဲ form တွေပေးတယ်ပေးပြီးွားရင်အဲ form ကိုယူလာပြီးွားတဲ့အချိန်ကျရင်ကိုရီးယားလေအဲဘယ်လိုခေါမလဲသူတို့လိုအပ်တဲ့ information တွေဟိုဖြစ်ပြီးဆိုရင်အဲ service နဲ့ချိန်ပြီးတော့သွားတာပေါ့နော်အဲ့တော့ ပေးမယ်ဆိုရင်လည်းအဲ့ရနေပြီးတော့ပေးရတာပေါ့အဲ့တော့ကကျတော့မသိလို့တော့ကကျတော့ဘာအကြောင်းအလို့ဖြစ်လဲဆိုရင်စီးစစ်တာ documents ကစီးကန်းကနေပြီးတော့ result မထွက်လာသေးမထွက်လာသေးတဲ့အချိန်မှာ interview ဝင်လဲရတဲ့ပုံစံမျိုးဖြစ်သွားတဲ့ခါကျတော့အဲ့စီးစစ်တဲ့ documents ရောက်မှသူတို့စီကိုမသိတော့ဘာလုပ်ရလဲဆိုရင် passport ပေးလိုက်ရတယ်ပေါ့နော် passport အဲ့ကြောင့်မှပေးရဟဲ့တော့ passport ပထမဆုံးရက်မှာ interview ရက်မှာတခါတည်းသူက မယူထားလိုက်ဘူးမယူထားလိုက်ပဲနဲ့အဲ့စစ်စစ်တဲ့ documents ရောက်ပြီဆိုတဲ့ခါကျတော့မှအဲ့ interview အဒီဟိုအဲ့လိမ့်စာအတိုင်းပေါ့နော်ကိုရဲ့ passport ပြန်ပြီးတော့သွားပေးရတယ်အဲ baby ရဲ့ခါကျတော့မှတကယ်လို့ကိုကတခြား documents တွေလိုအပ်လို့တောင်းတယ်ဆိုရင်လည်းပဲဒီလိုမျိုးဖြစ်လာတယ်။ဒါကတော့ US Singapore ဘက်က US Embassy မှာပေါ့နော်။အဲ့တော့မင်းတို့ကကြတော့ဒီစီကန်းကကြတော့တိုက်ရိုက်ပို့တာဖြစ်တဲ့ကြောင့်မလို့စီကန်းကတိုက်ရိုက်ပို့တဲ့အားလေးကိုစောင့်နေ။စောင့်ပြီးသွားတာနဲ့ကိုကလည်းအဲ့ရဲကြမှာအဲ့ရဲနဲ့မတိမိဘောနော်။ရဲကြတဲ့အခါကျတော့မှာ passport ကိုအဲ့ delivery service ကနေပြီးတော့တဆင့်အဲ့ ဒီအဲဒီ embassy ကိုပြန်ပို့ပေးရလူကိုယ်တိုင်ထပ်ပြီးတော့သွားလို့မရတော့ဘူး interview ဝင်တဲ့တရက်လောက်ပဲအဲ့ဒီကိုဝင်ရပြီးတော့เนาะ channel ဟာတွေကဝင်သွားလို့မရဘူးပေါ့เนาะအဲ့လိုအချက်လေးရှိတယ်အဲ့တော့ဒါဆိုရင်ဟိုပထမဆုံး interview ရက် ်မှာ documents တွေမစုံခဲ့ဘူးဆိုရင်ဒီလိုအခြေအနေလေးရှိရဆိုတဲ့ကိစ္စလေးကိုဒေတာ share ပေးတာပါเนาะအဲ့တော့ agent အနေနဲ့တစင်ပြန်ပို့တယ်ပြီးတော့အာကလို visa ကတ်ပြီးသွားလို့ကိုယ့်ရဲ့ passport မှာ visa ကတ်ပြီးသွားလို့ကိုယ့်စီပြန်ပို့ပြီးဆိုရင်လည်းပဲသူတို့ကအဲ့ delivery service ကနေပြီးတော့ပဲပြန်ပို့တယ်ပေါ့เนาะအဲ့တော့ကိုယ်ကိုအဲ့ဒါတွေပြန်ပို့ပြီးပြီလားမပို့ရသေးဘူးလားဆိုတော့ visa နဲ့ပတ်သက်တဲ့ status ကိုဒီမှာပြန်လာပြီးတော့ဘာလို့ရ status တွေကိုပြန်စစ်လို့ရတယ် ဟုတ်နော်အဲ status ကိုပြန်ဆက် monitor လုပ်နေလို့ရတာပေါ့နော်အဲအဲ့တော့ โอเคဒါလေးကကြတော့ဒီတန်ရုံမှာဒီ visa ဝင်ပြီးွားတဲ့ချိန်လို့ကြာရင်အာ document ဆိုရင်တော့တခါတည်း clear ဖြစ်တဲ့ရှင်းတာပေါ့เนาะတကယ်လို့ document မဆုံးခဲ့ဘူးဆိုရင်ကိုကိုတိုင်းထပ်သွားလို့မရဘူးအာ agent နေတစင် ပြန်ပို့ပေးရတယ် agent နေတစင်ပို့ပေးစရာမလိုတဲ့ document ဆိုရင်တော့ကိုကတော့ passport ပြန်ပို့ဖို့အတွက်ကို delivery service ကနေတစင်ပြန်ပို့ရတယ်သူတို့ကိုစီကိုပြန်ပြီးတော့အာ visa ပြန်ပို့တဲ့ချိန်လို့ကြာရင်လည်း delivery service ကနေပဲပြန်ပြီးတော့ပို့ရပေါ့เนาะ တော့ state တွေ issue ပြောင်းလဲအာဒီ delivery service ကနေစင်ပြန်ပို့ရဲဆိုတဲ့ကိစ္စလေးကိုပြောပြပေးတာပါเนาะဒါကတော့ interview နေ့မှာဂျွန်တွေ့ခဲ့ရတာလေအဲ့ဒါပြီးသွားရင်တော့ပြီးသွားပါပြီဆိုတော့ဒါဆိုရင် तू ကနောက်ဆုံး result အာဒီကိုထွက်သွားပြီးရောမှာ passport ယူထားပြီးပြီဆိုရင်တော့ဒီမှာဝင်မစစ်တောင်းရတယ်เนาะဒါပေမဲ့လည်းတော့ဝင်စစ်တင်ပါတယ်အဲ့တော့အင်းနေပြီးသွားပြီဆိုရင်နောက်အာတပတ်လောက်ကြာတဲ့အချိန်မျိုးကြာရင်ဒါမှမဟုတ်၁၀ရက်လောက်ကြာတဲ့အချိန်မျိုးကြာရင်ဒီ ဗီဇာရလာပြီပေါ့နော်ဗီဇာမရဘူးဆိုလည်းမစတီတက်မှာမရဘူးဆိုတဲ့အကြောင်းဒါပုံမှာပေါ့လေအဲ့တော့ဗီဇာရလာပြီဆိုတဲ့အချိန်မျိုးကျရင်သူကဗီဇာ passport ကိုပေါ့နော် passport ထဲမှာဆန္ဒပေးလိုက်တဲ့ passport ထဲမှာဗီဇာကပ်ပေးထားတယ်အပြင်ကိုမှသူက seal လုပ်ထားတဲ့ immigrant package လေးတခုပေးလိုက်တယ်အဲ့တော့အဝါရောင်စာအိတ်ကလေးနဲ့စာအိတ်က A4 size ထက်နည်းနည်းတော့ကြီးရပါတော့အဲ့တော့ A4 size စာရွက်နဲ့အဲ့ထဲမှာသူတို့ထည့်ပေးလိုက်တဲ့ document ရှိရှိတယ်အဲ့တော့သူက pack လုပ်ပြီးတော့ seal လုပ်ပြီးတော့ထည့်ပေးလိုက်တာအဲ့ဒါကိုကျွန်တော်တို့သွားပြီးတော့ ခွင့်လို့မရအောင်အဲ့ဟာကိုမသိလို့ဒီလေရင်စီးပြီးတော့တည်သွားအချိန်မျိုးကြရင်လည်းပဲမစ်ဆော့ဖြစ်လို့မရအောင်ပေါ့နော်အဲ့ဒါကိုကိုနဲ့မကွာအာဒီ hungry နဲ့တခါတယ်အမကျွန်တော်ကတည်သွားတယ်ပေါ့နော်အရေးကြီးတဲ့ document ဖြစ်တာဖြစ်တဲ့ကြောင့်မလို့ဒီ US အဝင်မှာဒီ visa ပါတဲ့ passport အပြင်မှာဒါပါတခါတယ်ပေးရတာပေါ့နော်ဒါကြောင့်မို့ဒါအရင်အရေးကြီးတယ်ကိုကိုရာလည်းတွားပြီးတော့ဖွင့်လို့မရဘူးမဖွင့်နဲ့လို့လည်းသူတို့က website ထဲမှာရေးထားတာမျိုးရှိတယ်ပေါ့နော်မှားလဲမှားထားတယ် ဲ့တော့ဗီဇာတက်တန်း6လပေါ့နော်ဗီဇာတက်တန်း6လအာကဗီဇာတက်တန်း6လပဲပေးတာဒီ diversity visa လေတကယ်လို့ကိုကအဲ6လအတွင်းမှာမသွားနိုင်ဘူးဆိုရင်ဒါ expire ဖြစ်ပြီးတော့မှအာဒါကိုသွားလို့မရတော့ဘူးပေါ့နော်အဲမျိုးရှိရဲနောက်ဆုံးဗီဇာဗီဇာတက်တန်း6လကို medical result certificate နေ့ကနေပြီးစပြီးတော့သွားကောင်းလို့တာပေါ့နော်အဲ့တော့အဲ့ဒီနေ့တုန်းကဆိုရင်မင်းတို့ဒီအဲဗီဇာအဲ့ဘော sorry medical check up ဝင်နေ ာကအဲတလားလောက်ကြာသွားတယ်ပေါ့နော် process ကအဲ့မှာတလားလောက်ကြာသွားတချို့တွေဆိုရင်နည်းနည်းလေးစောစောလေးစစ်ဖြစ်တဲ့သူတွေကကြတော့အဲတလားခွဲနှစ်လားလောက်ဖြစ်ရင်ဖြစ်သွားမှာပေါ့နော်အဲ့တော့ medical check က result စထွက်တဲ့နေ့ကစပြီးတော့မှသူကစထွက်တယ်ဆိုတော့အဲ့တော့ဆိုရင်6လဆိုပြီး9လလောက်ပဲရတော့တယ်မသိဘူးလေ9လလောက်ပဲရတကယ်လို့2လလောက်စောစစ်တဲ့သူဆိုရင်အာလေးလလောက်ပဲရတော့မှာပေါ့နော်အဲ့လိုမျိုးလေး okay ဒါလေးကအာ ဟို6လောက်လောက်ရတယ်ဆိုပြီးတော့ကိုယ့်ရဲ့သက်တမ်းကုန်နဲ့ expiry date ကိုကြီးကြီးလိုက်ရင်အဲကိုအခုလက်ရှိရတဲ့အချိန်ကစပြီးတော့6လမရှိတော့ဘူးဆိုပြီးတော့အဲ့လိုမျိုးလေးတွေဖြစ်တတ်တယ်ဒါပေမဲ့အဲ interview ရဲ့နေ့မှာတွေကတော့တခါတယ် ပြောပါတယ်နော်အဲ့တော့ visa ကကိုလက်ထဲကိုရောက်လာချင်6လခွက်တိမရှိတာများတယ်လေနော်6လခွက်တိမရတာများအဲ့တော့ကိုက4လပဲချန်တယ်ဆိုရင်4လအတွင်းမှာအမြန်အမြန်ဆုံးစီစဉ်ပြီးတော့မှဒီ US ဘက်ကိုသွားနိုင်အောင်ကြိုးစားရတာပေါ့နော်တက်တန်းကုန်သွားရင်သွားလို့မရတော့ဘူးပေါ့နော် visa သွားဖို့အာ visa တက်တန်းကုန်သွားရင်ဒါသွားခွင့်မရှိတော့နော် okay ဒါလေးရကြတော့ interview တဲ့ရက်ပြီးရဲ့အချိန်မှာ interview အတွက်ကို ။အနေထွက်လာတဲ့ result ရ visa ရတဲ့အခြေအနေလေးတွေကို ပြပြပေးသွားတာပေါ့နော်။အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ကိုဖတ်ချင်တယ်ဆိုရင်ဒီတီးပေါ့နော်ဒီ condition မတူညီတဲ့အရာမျိုးလေးတွေအတွက်ကိုဒီထဲမှာ step 9မှာသူရေးပြထားတာလည်းရှိတယ်။အဲ့တော့ဘာလဲဆိုတော့ဒါလေးကိုစိတ်ဝင်စားလို့ပါ။ဒီဘောကတော့ဒါပုံမှန်အတိုင်းလေးပြပြပေးထားတာဆိုတော့အမ်ဟိုကိစားမရှိဘူး။ဒီဒီနေရာလေးစိတ်ဝင်စားလို့အဲ့ဒါဘာလဲဆိုတော့ you your spot and any qualifying and merit children တချို့ကလေးတွေကကျတော့အရန်ဟိုအသက်ကြီးနေပြီဆိုတဲ့အချိန်မျိုးကြရင်ဒါမျိုးကျတော့အဆင်မပြေဘူးတချို့တွေကကျတော့ဟိုမယ်ရစ်လည်းလုပ်ပြီးသွားပြီးအသက်လည်းအာဘယ်လိုခေါ်မလဲ25 26လောက်ဖြစ်သွားပြီစသဖြင့်အဲ့လိုမျိုးဆိုရင်ဒီကိုယ့်ရဲ့ကလေးကိုခေါ်လို့မရတော့ဘူးเนาะအခုဒါဆိုရင် qualify ဖြစ်တဲ့ marriage child ဆိုပြီး children ဆိုပြီးတော့ရေးပြီးထားသူတို့တွေ interview participant တွေပေါ့เนาะအကုန်လုံး interview interview နေ့မှာ attend လုပ်ရမယ်တကယ်လို့ အကဲရွေမြန်းအကြမ်းမလုံးနိုင်ခဲ့ဘူးကိုကိုတိုင်းတော့သွားမယ်ဒါပေမဲ့ကိုရဲ့ average အဲလှုပ်ထားတဲ့အဲကလေးတွေနဲ့ spot တွေကနေခဲ့အောင်မယ်ပေါ့နော်နေခဲ့အောင်မယ်စုခဲ့တယ်ဆိုရင်ဒါဆိုရင်ဒါ if လေးနဲ့ခံပြီးသူပြောထားတယ် they are not required to participate in your interview မှာသူတို့လာစရာမလိုဘူးဆိုတော့ဒါဆိုရင် kiss ကတော့တင်လိုက်တယ်ဒါပေမဲ့အာ interview မဝင်နိုင်သေးဘူးဆိုရင်မင်းတို့ကရသေးတယ်ဆိုတဲ့အနေအထားမျိုးပြောတာပေါ့နော်ဒီ detail ကိုတော့မတို့ထပ်ပြီးတော့ဖတ်သင့်တယ်လို့ထင်တာပဲအခု loss ရတော့ဒါ random တော့တိသွားပြီ they will be အာနော် uh schedule for a separate interview appointment နဲ့ separate လုပ်လို့ရတယ်အဲ့တော့အကုန်လုံးပေါင်းဝင်တာတော့အကောင်းဆုံးပဲပေါ့လေ documents တွေတခါရဲစစ်ပေါ့နော်ပြီးသွားတာပေါ့ဒီကလေးကိုရဲ့ကလေးတယောက်ပဲကွာကြံခဲ့မယ်ဆိုတဲ့ဆိုတဲ့အချိန်မျိုးကြရင် schedule လုပ်ပြီးတော့ဒီလိုမျိုး interview ပြန်ဝင်ဖို့အတွက်ကတော့အာ နည်းနည်းအလုပ်ပို့ရှုပ်တာပေါ့နော် you should နော် contact the US embassy or counselor uh notarily to arrange the separate interview that if needed လို့သူကရေးပေးထားတယ်ဆိုတော့ interview ကိုခွဲပြီးဝင်မယ်ဆိုလဲရတယ်ဆိုတဲ့အနေထားကိုအဆိုလိုချင်တဲ့အတိပဲပေါ့နော်အဲ့တော့ဒါလေးအကြတော့လေဟို embassy ကိုတရိုက်ဒီလိုမျိုးလေးတွေရှိတယ်အဒီလို case မျိုးလေးကိုဒီ website ထဲမှာရေးထားတာတွေ့တယ် refer လုပ်လိုက်ပေါ့နော် refer လုပ်ပြီးတော့ email ပို့ပြီးတော့ တိုက်ရိုက်ကိုဖုန်းနဲ့တော့လကောင်းသို့မဟုတ်အီးမေးလ်နဲ့တော့လကောင်းအဲ့လိုမျိုးအာကွန်တက်လုပ်ပြီးတော့တေချာကွန်ဖမ်လုပ်တင်တယ်လို့ထင်တယ်တကယ်လို့ separate လုပ်မယ်ဆိုရင်လေမတင်တာဆိုရင်လည်းအဲ့လိုမျိုးအာဒီဘယ်လိုခေါ်မလဲအမ်ဘက်ဒီတဲမှာရေးတော့ရေးထားတာပဲဒါပေမဲ့ပါလဲဆိုရင်သက်ဆိုင်ရာအမ်ဘက်စီမှာကွန်တက်လုပ်ပြီးတော့လောက်တာကပို့ပြီးတော့ direction ကပို့ပြီးတော့ကောင်းမလားပေါ့နော်လိုအပ်တာတွေရှိရဆိုရင်လည်းထပ်ပြီးတော့ကိုက inform လုပ်ထားလို့ရအောင်ပေါ့နော်တကယ်လို့ separate လုပ်ပြီးတော့ဝင်ခဲ့မယ်ဆိုရင်ပြောတာပါ ။နောက်ပြီးတော့ဒီမှာတခုရှန်ကြံသေးတယ်။အဲ့ဒါပါလဲဆိုတော့အခုဒီမှာပေါ့နော်။အဲယူလာရမယ့်အဲ ပစ္စည်းတွေအဲ့ဒါတွေကမနေ့ကတွေကမတို့ဒီထဲမှာတင် prepare for the interview ထဲမှာတခါတည်းပါပြီးသားလေဒါကိုလည်းသူဒီမှာထပ်ပြီးတော့ရေးပေးထားတယ်ပြီးတော့ important notes တွေနောက် additional information တွေ frequent question တွေကိုဒီအောက်မှာဆက်ပြီးတော့ဖတ်လို့ရတယ်ဗောနော်မကြီးကလေးတောင်မှ were written 21 years old son ဆိုရဲတော့သူရဲ့ limitation လေးတွေဒီမှာလာပြီးတော့ဖတ်လို့ရတယ်နောက်ကကျတော့တို့လို့စီမှာ frequent question တွေကိုဖတ်လို့ရတဲ့ PDF လေးလည်းဒီ website ထဲမှာရှိတယ်နော်အဲ့ question လေးတွေ လည်းသွားပြီးတော့မင်းတို့လေ့လာလို့ရတယ်เนาะโอเคဒါလေးကကြတော့ဒီနေ့မှာ visa interview နေ့မှာကြုံတွေ့ရမယ့်အကြောင်းအရာလေးနဲ့ visa ရပြီဆိုရင်ဘယ်လိုပုံစံမျိုးရလဲသိထားမယ့် check ကလေးမျိုးပြပြပေးသွားတာပေါ့เนาะ now video file မှာကတော့ကျွန်တော်ဒီ US သွားဖို့အတွက်ပြင်ဆင်တဲ့အချိန်မှာအာတည်တင်တဲ့အကြောင်းအရာလေးတွေကိုလည်းထပ်ပြီးတော့ညွှန်ပြပေးပါမယ်လို့เนาะတော့ဒီနေ့ video file လေးကိုတော့မသိဒီမှာနေမဲ့ချက်လိုက်မယ် now now video file တစ်ခုမှာပြန်တွေ့ကြမှာเนาะ